ဒီ review unit ကိုကူညီထောက်ပံ့ပေးတာကတော့ Pro AV Shop ပဲဖြစ်ပါတယ် Pro AV Shop မှာဆိုရင်တော့ကျွန်တော်တို့ second ပဲဝယ်မလား brand new ပဲဝယ်မလားဒါယုံကြည်စိတ်ချသွားဝယ်ယူအားပေးလို့ရပါတယ် after sale service တွေလည်းကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်သွားကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီနေ့ video အကြောင်းကားတော့ကျွန်တော်တို့ MyTap မြန်မာမှာအမေးအများဆုံး Turbo 4ရိုးရိုးနဲ့ Turbo 4 Pro နဲ့ဘယ်ဟာဝယ်ရမလဲဈေးတန်းကလည်းကျွန်တော်တို့နှစ်သိန်းလောက်ပဲကွာတယ် ပိုဆိုင်ရင်ကောင်းမလားဒါမှမဟုတ်ရင်ယူရိုတာဖို့4လေးပဲဝယ်လိုက်တာကပိုပြီးတော့တမ်လားဆိုတဲ့အဖြစ်ကျွန်တော်ရှာကြမှာပေါ့နော်ကျွန်တော်တို့ Bright to Performance Fan တွေအကြိုက်ဆုံးဖြစ်မယ်ထင်တဲ့ Gaming Performance တက်ကိုအရင်ဆုံးစမ်းကြည့်ကြမယ်အခုကျွန်တော်စမ်းပြမယ့် Task ကဒါ Real Time ပေါ့နော်ကျွန်တော်တို့ Game ဆော့တဲ့အချိန်မှာအပူချိန်ဘယ်လောက်တက်လာလဲ Battery ဘယ်လောက်ကုန်သွားလဲအဲဟို Android Benchmark တွေစမ်းတဲ့အချိန်မှာဘယ်ကောင်ကပိုပြီးတော့မြန်မြန်ပြီးလဲပိုပူလဲဒါမျိုးတွေပေါ့ဗျာဆိုတော့အခုကျွန်တော်ပြထားတဲ့ clip ကိုပဲကြည့်ကြည့်လိုက်ပေါ့ဆိုတော့ဒီနေ့ကျွန်တော်တို့ဆောနာ ပြောထားတဲ့ Turbo 4 Pro နဲ့ Turbo 4နဲ့ gaming comparison ပေါ့နော် gaming comparison မှာမှကျွန်တော်တို့ battery ဘယ်လောက်ကုန်မလဲဖုန်းတွေဟိုအပူချိန်ဘယ်လောက်ရှိမလဲပေါ့နော်အဲ့ဒါကိုစမ်းပြမှာအခုကျွန်တော် sample setting တွေကဒီဖုန်းနှလုံးလုံးက brightness ကိုကျွန်တော်အမြင့်ဆုံးမှာထားထားတယ်နှာခေါင်းကအမြင့်ဆုံးအဲ့ဒါကိုမှကျွန်တော်ဘာဖွင့်ထားသေးလဲဆိုတော့အပူမြင်မြန်တက်အောင်ပေါ့နော်အပူမြင်မြန်တက်အောင်ဆိုပြီးတော့ကျွန်တော်ကဒီ display ထဲမှာ sunlight mode ကိုပါဖွင့်ထားတယ် sunlight mode ဖွင့်ထားပြီးတော့ကျွန်တော်က color skin ထဲမှာလည်း original ပဲသုံးထားတယ် အဲပြီးွားရင်ကျွန်တော် show refresh rate ပေါ့နော်အဲ့ဒီမှာမှကျွန်တော်နှကောင်လုံးကိုဒါ default တွေထားထားတယ်ပေါ့ဗျာ refresh rate default တွေမှာထားထားတယ်အဲ့တော့ game ဆိုရင်လည်းကျွန်တော်တို့ mobile legion ကို100% download ဆွဲထားပြီးသားနှကောင်လုံးအပြည့်ပေါ့နော် volume ကိုတော့ကျွန်တော်တို့အတန်ဘာမှတိတ်ပြီးတော့ထူးခြားမှာဖြစ်တဲ့အတွက် volume တော့နှကောင်လုံး zero ထားရမယ်ဆိုတော့ mobile legion setting နဲ့ check ဝင်ကြည့်ရအောင် setting ထဲမှာဆိုရင်လည်းကျွန်တော်တို့က Turbo 4 Pro ပေါ့နော် Turbo 4 Pro မှာဆိုကျွန်တော်တို့ဒီမှာ ကောင်လုံး ultra တွေ height တွေအမြင့်ဆုံးနေထားတာလေဗျာပြီးတော့ yoda bo 4မှာဆိုရင်လည်း setting ထဲမှာကျွန်တော်တို့အမြင့်ဆုံး ultra တွေ height တွေကိုပဲအမြင့်ဆုံးနေပဲထားထားတယ်ဆိုတော့အမြင့်ဆုံး setting နဲ့ပေါ့နော်နှလုံးလုံးကဲအဲ့တော့ကျွန်တော်အားလည်းတရားအပြည့်အမ်မကြီးချက်ပြအားလည်းကျွန်တော်တို့တရားအပြည့်မှာနှလုံးလုံးထားထားတယ်ဒီဘက်မှာဆိုရင်လည်းတရားအပြည့်ပေါ့နော်ညာလားမသိโอเค ဟိုတရားပြည့်မှာနှလုံးထားလိုက်ဆိုโอเคအားဆိုရင် fight လိုက်မယ် round 1 fight အခုကျွန်တော်တို့ဟိုဂိမ်းတပွဲပြီးွားပြီပေါ့နော်ဂိမ်းတပွဲမှာကျွန်တော်တို့ရဲ့ အဲ play time က14မိနစ်14မိနစ်နဲ့30စက္ကန့်ပေါ့နော်အဲ့ဒီမှာကတာဘူအဲ့ဒီမှာကတာဘူ4ရိုးရိုးကကျွန်တော်တို့အားတရာအပြည့်ပေါ့နော်မအားတရာအပြည့်ရှိတဲ့အချိန်မှာကျွန်တော်တို့တာဘူ4 Pro က69ကိုကြာသွားတယ်ဗျာအဲဆိုတော့ကြည့်ရတာတာဘူ4ရိုးရိုးလေးကဒီလိုဂိမ်းစောတဲ့နေရာမှာတာဘူ4 Pro ထက်ဘယ်လိုပြောရမလဲဘက်ထရီပိုးခံတယ်ပဲပြောရမှာပေါ့ဒါကတော့ဒီကောင်ရဲ့6400 Ultra ကြောင့်လည်းဖြစ်နိုင်တယ် AS Gen 4ကအခုချိန်မှာ တိတ်ပြီးတော့အော်တိုမက်စမဖြစ်သေးဘူးလို့ပဲပြောရမှာပေါ့နော်ဒါကျွန်တော်ဒီဂိမ်းတပွဲဆိုတာဒါကတော့အစမ်းဆော့ဖြားကျွန်တော်အိမ်မှာဆော့တော့ကဆိုရင်လေတာဘို4 Pro နဲ့ YoYo 4မှာအဲ YoYo 4ကတာဘို4 Pro ထက်အများကြီးအားပိုခံတယ်ဆိုတော့9500နဲ့6500 9550နဲ့6550မှာတကယ်တမ်းရှင်ကြီးတော့ YoYo တာဘို4လေးကတော့ဘက်ထရီပိုခံနေရလို့ပြောလို့ရတယ်နောက်ဆုံးညကျွန်တော်တို့ဟိုတနေကုန်ပေါ့နော်ဂိမ်းဆော့ရတယ်ဆိုရင်တာဘို4 Pro ကရိုးရိုးထက်ကျွန်တော်တို့7%အဲဒါမှမဟုတ်10%အဲ့လောက်ပဲပို့ပြီးတော့ခံနေဗျဒါကြတော့ဒီကောင်ရဲ့ SOC ကွာခြားမှုလို့ပဲပြောရမှာပေါ့နော်။အဲ့တော့ Sona က test တွေအရရောဒါကျွန်တော်အိမ်မှာ daily သုံးနေတဲ့ usage တွေအရရောပေါ့နော်။အခုဒီမှာဆိုရင်တော့ဖုန်းအားက2%လောက်တော့ကွာနေတယ်။ဒါကျွန်တော်အိမ်မှာဒီနှကောင်လုံးကိုဂိမ်းပြိုင်ပြီးဆော့ရတယ်ဆိုရင်7%ကနေဒါ10%လောက်ထိပြန်မြောက်ကွာတယ်။ဘယ်သူကပို့ခိုင်းလဲလို့မင်းရင်တော့ Turbo ရိုးရိုးလေးကပို့ပြီးတော့ခံတာ4 Pro ထက်တော့ဘက်ထရီကကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့1000 mAh တိတိကွာတယ်ဗျာ9550နဲ့6550အဲ့လိုဆိုရင်ကျွန်တော်တို့ Tavo 4 Pro ကပို့ခံမှာပေါ့လို့ကျွန်တော်တို့ပြောစရာရှိရဒါပေမဲ့ Tavo 4 Pro ကဘာလို့ပို့မခံရလဲလို့ကျွန်တော်တို့စဉ်းစားကြည့်ရင် AS Gen 4ကဒီဘက်က6400 Ultra လောက်ဘက်ထရီစားမတက်တာလားဖြစ်နိုင်သလိုနောက်တစ်ချက်ကဒီကောင်းရဲ့ display ကတော်တော်ကြီးလင်းပြီးတော့ပိုကောင်းနေကြအောင်လည်းဖြစ်နိုင်တယ်ကျွန်တော်ဒီ Turbo 4 Pro နဲ့ရိုးရိုး Turbo 4မှာအဓိက ဘာကိစ္စကြောင့်ဝယ်သင့်လဲလို့ကျွန်တော်လာမေးရင်ကျွန်တော်ကတော့ performance နဲ့ battery တွေမဟုတ်ဘဲနဲ့ဒီ Turbo 4 Pro ရဲ့ display လို့ပဲကျွန်တော်ကတော့ recommend ပေးခြင်းတယ်ကျွန်တော်လာပြောလိုက်မယ်ဒါအခုလောလောဆယ်ကျွန်တော်တို့ social media တွေဒါအပြင်မှာတွေ့နေကြပါတော့ Turbo 4 Pro တွေကအစင်းချောင်းထားတဲ့ display error များတယ်မဟုတ်တယ်မှန်တယ်ဒါကတော့ဘယ်လိုပြောရမလဲ ဟိုအစင်းချောင်းထထားမှန်တယ်ဗျဒီ model မှာပေါ့နော်ဒါတော့ကိုယ့်ရဲ့ risk နဲ့ကိုပဲထထားပြီဆိုရင်လည်းကျွန်တော်တို့ပြင်ရောကလွယ်ပြီဘာမှမတက်နိုင်ဘူးပေါ့နော်ဆိုတော့ YoYo Turbo 4နဲ့ Turbo 4 Pro မှာတော့ risk ကတော့ဒီ Turbo 4 YoYo လေးကိုဝယ်တာကအများကြီးပိုပြီးတော့တတ်တာတယ်ဒါပေမဲ့ဒီကောင်းရဲ့ display ကတကယ်တမ်းပြောရင်အဲ့ risk ကိုဟိုယူရလောက်တဲ့အထိကိုကောင်းတယ်ဗျာတိလား risk ယူရလောက်တဲ့အထိကိုတန်တယ်ပေါ့နော်ဘာလို့ကောင်းလဲလို့ကျွန်တော်လာမေးရင်ဒီကောင်းရဲ့ white balance ကအခု Turbo 4 UO နဲ့ပဲရှင်မလားကျွန်တော်ရဲ့ Xiaomi 15 Pro နဲ့ပဲရှင်မလားဒီကောင်ရဲ့ white balance ကအများကြီးပို့ပြီးတော့ကောင်းတယ်ဒါကျွန်တော်ထားရတာဒါ Xiaomi ရဲ့ setting ဟို color scan ထဲမှာဟိုဟာဗာလဲ original color pro ဆိုတဲ့ဟာကိုပဲထားတာဗျအကုန်လုံးကတူတူပါဒီကောင်ရဲ့အဖြူကလုံးဝအဖြူအစ်စ်ကိုထွက်တယ်ပြီးတော့ဒီကောင်ရဲ့ brightness ကြီးက ဒီကောင်းထက်ကို400ပုံများတယ်ဒါ HBM ဘူးเนาะကျွန်တော်ဟို peak brightness ကြီးအကြောင်းမပြောဘူး HBM မှာဒီကောင်း1400ပဲရတဲ့အချိန်မှာဒီကောင်း1800အထိရတယ်ဒီကောင်းရဲ့ peak brightness sorry ဒီကောင်းရဲ့ HBM ဘူးကကျွန်တော်ရဲ့15 Pro ထက်တော့များသေးတယ်ဆိုတော့နေရာအောက်မှာဒီကောင်းရဲ့ display ကလုံးဝကြီးလုံးဝလင်းထိန်နေအောင်မြင်ရတယ်ဗျာပြီးရင်နောက်တစ်ချက်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်ကြီးတဲ့အချိန်မှာဒီဒီဒီ screen တစ်ခုရဲ့ ratio ပဲပြောရမှာပေါ့ဒီဘက်က ratio က20:9ဆိုပေမဲ့ကျွန်တော်တို့ရုပ်ရှင်အများစုမှာ ဟိုတွေ့ရတဲ့60:9 ratio နဲ့တိတ်ပြီးတော့မကိုက်ဘူးဗျာဒီကောင်မှကျတော့ဟို90 90:5:9ဆိုတော့ဒီကောင်ရဲ့ ratio ကပြောရမယ်ဆိုရင်အဲ60:9 ratio တွေဟိုအပြည့်နီးပါးမြင်ရတယ်ဆိုတော့ဒါပေမဲ့ full view experience ကဒီကောင်ကအများကြီးပို့ပြီးတော့ကောင်းတယ်ပြီးရင်နောက်တစ်ချက်ကဟိုဒီကောင်လေးကဘောင်ပေါ့ဗျာအခုဒီမှာကြည့်ရုံနဲ့တွေ့မှာပါကျွန်တော်တို့ဒီမှာ display မှာတင်ကျွန်တော်ပြတာလည်းတွေ့မှာပါဒီကောင်ရဲ့ဘောင်နေမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့4 pro နဲ့ yoyo 4မှာအဓိကကွာတာဘောင်ပဲဒီကောင်တို့ချင်းချင်းအောက်မှာနည်းနည်းလေးပို့ပြီးတော့ကြီးသေးတယ်ဘောင်ကြီးကလည်းပို့ပြီးတော့ထူတယ်ဆိုတော့ဒီကောင်မှာက အောက်ကဘောင်နေချင်းတွေအကုန်လုံးပြောရမယ်ဆိုကျွန်တော်တို့ Xiaomi Baseball Baseball တွေပေါ့နော် Xiaomi Baseball တွေကင်နေရသလိုပဲလုံးဝ15နေ14 Euro လေးကင်နေရသလိုပဲဒီအောက်ကချင်းလေးကလုံးဝမဆိုးတလောက်တသေးလေးပေါ့နော်တသေးလေးပို့ပြီးတော့ထူရဲဆိုတာလေးပဲအတိတာလေးဗျာတကယ်မသိတော့မသိတာပေါ့နော်ဒါကျွန်တော်တို့မျက်လုံးနဲ့ကြည့်လို့သာသိတာလုံးဝဒီကောင်းရဲ့ display ဒီကောင်းရဲ့ screen ratio ဒီကောင်းရဲ့ body ratio ကကျွန်တော်လုံးဝ recommend အပြည့်ပေးတယ်ဒါပေမဲ့ဆောင်းနာပြောလို့တခုပဲဒီကောင်းကိုဝယ်မယ်ဆိုရင် risk ကကျွန်တော်ဒီ green screen ထတာ display error ထတာလေးကတော့ရှိနိုင်တယ် ါတော့ကျွန်တော် highlight လုပ်ပေးခြင်းတဲ့အပိုင်းကိုအရင်ပြောလိုက်တာပေါ့နော်ဆိုတော့ဒီကောင်းရဲ့နောက်ထပ်ကွာထားတဲ့အပိုင်းတွေကိုပြောရမယ်ဆိုရင်တော့ဒီကောင်းလေးရဲ့ body design ပြ body design မှာတကယ်ပြောရင်ဒီ turbo 4 uyo မှာကျွန်တော်အဖြူ design လေးပို့ပြီးတော့ကြိုက်တယ်ဒီနားမှာအနီရောင်အစင်းချောင်းလေးနဲ့ဒါပေမဲ့အမဲလေးမှာလည်းသူကအဲ့လိုမျိုးဟိုတူးတုံးပေါ့နော်တူးတုံး texture လေးပါတယ်ပြောရမယ်ဆိုရင်တော့ဒီတူးတုံး texture လေးကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဖြူမှာဆိုပို့ပြီးတော့လှတယ်ဒါကင်မှုတဲ့သူတွေအပြင်မှာတွေ့ဘူးတဲ့သူတွေဆိုရင်လည်းသိမယ် turbo 4 uyo လေးကတော့ဒီတူးတုံးကလာလေးနဲ့ပို့ပြီးတော့လှတယ်ဒီဘက်က turbo 4 pro ကကြတော့အရင်ကြီးတော့ရိုးွားတယ်ဗျာသိလားဒါပေမဲ့ ဒါအဖြူ version မှာဒီကောင်ရဲ့အစိမ်း version မှာဆိုရင်လည်းဒီကောင်ကဒီလိုမျိုးဟို line လေးတွေပေါ်လာရှိရဗျာအစိမ်းလေးကတော့နည်းနည်းပို့ပြီးတော့ဘယ်လိုပြောရမလဲ design နည်းနည်းပိုဆန်းတာကိုကြိုက်တဲ့သူတွေအတွက် recommend ပေးမယ်ဒါပေမဲ့အဖြူကတော့ပို့ပြီးတော့ရိုးရှင်းတယ်ဒါရိုးရှင်းတာကြိုက်တဲ့သူတွေအတွက်အဖြူပေါ့နော်ပြီးသွားရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါ metal frame တွေဖြစ်သွားမယ်ဒီကောင်မှာကျတော့ plastic frame တွေဆိုတော့ဘာကွာလဲဆိုတော့ကျွန်တော်စော်နလိုမျိုးအရန်ပူလာပြီဆိုတဲ့အချိန်မှာ plastic frame ကကျွန်တော်လက်ထဲမှာကင်ရင်တော့အရန်ပူရဲလို့မခံစားရဘူးဗျာဒါပေမဲ့ metal frame ကလက်ထဲမှာကင်ရင်ပူပူရဲလို့ခံစားရပြီမြေဒီကောင်က ဟိုအပူဆုံးထုတ်တာပူပြီးတော့မြန်နေဗျဒါ plastic ထက် metal ရဆိုင်ပေါ့နော်အဲ့တော့ဒါတော့သူ့ရဲ့ဟိုကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်ပေါ့နောက်ထပ်ဒီ design နဲ့ပတ်သက်ပြီးဘာကိုကွာခြားချက်သွားတွေ့လဲဆိုရင်တော့ဒီကောင်ကထိတ်မှာ IR blaster နဲ့ဒါ speaker ပေါက်အပူလေးတွေပါတယ်ဗျာအဲ့တော့ကျွန်တော်ကဒီအစားတော့ Tower 4 Pro မှာ IR blaster ဖြုတ်လိုက်ပြီလို့ထင်တာတကယ်တမ်းကကျတော့ IR blaster ကကျွန်တော်ဒီ camera ပေါ့နော်ဒီ camera အောက်က camera လေးထဲမှာဖွက်ထားတဲ့ပုံစံလောက်ထားတယ်ဗျာဆိုတော့ကျွန်တော်တို့ ဟိုဒီ aircon တွေပါချိန်ပြီးသုံးမယ်ဆိုရင်ဒီလိုတက်တက်မသုံးရတော့ဘဲနဲ့ဒီလိုမျိုးပေါ့နော်ဒါ Xiaomi 15 Pro မှာသုံးရလို့ပြောသုံးရမယ်နည်းနည်းလေးတော့ပို့ပြီးတော့အခက်တွေ့တယ်ဒီလိုမျိုးဖုန်းကိုဒဲ့သုံးရတာအများကြီးပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘေးဟာဘောင်တွေကကျင်းတဲ့အတွက်ဖုန်းကိုကင်ရ1ဟက်တပ်ပို့ပြီးတော့အဆင်ပြေတယ်ဗျာဒီကောင်ကလုံးဝကြီးွားကြီးွားတာမှာကျွန်တော်တို့6.7တော့မဟုတ်ပဲ6.8ဆိုတော့ကျွန်တော် iPhone 16 Pro Max ရဲ့ site ပြီးွားရင်ဒီကောင်ရဲ့ weight အလေးချိန်ကစား iPhone 16 Pro Max နဲ့အတူတူပဲဆိုတော့လုံးဝလက်ထက်မှာကင်ရ100ဟက်က အဲလုံးဝအဆင်မပြေဘူးဆရာပြီးွားရေဂိမ်းဆော့ပဲဆိုရင်လည်းကျွန်တော်တို့အကြာကြီးပေါ့နော်ဆော့မယ်ဆိုလက်ကောက်ဖို့တွေညောင်းလာတယ်ဒါကလည်းဘယ်လိုပြောရမလဲอืมแน่แน่เลยป่ะเนาะเกมซ้อมแม่ดูด้วยแน่แน่เลยสิ้นซ่าจ๋าแล้วဖြစ်တယ်กูอ่ะแน่แน่เลยโฟนကိုလဲပော့ကျင်တယ်အပူလဲအဲ့လောက်ကြီးမပူကျင်ဘူး performance လဲထွက်တဲ့လောက်ထွက်တယ်ဆိုရင်တော့ဒီဘက်က turbo 4ရိုးလေးကိုဝယ်လိုက်တာကပို့ပြီးတော့အဆင်ပြေတယ်အဲကျွန်တော်ကတော့ media consumption ဘိုင်းနေပြီးွားရေဒီလိုမျိုးပေါ့เนาะကြည့်ရတာ immersive ဖြစ်တဲ့ display ပြီးရေဖုန်းရဲ့ဒီ ratio design ပေါ့เนาะ body design ရုပ်ကို ပို့ပြီးတော့ဦးစားပေးနေတယ်ဆိုရင်တော့ Double 4 Pro ကိုဦးစားပေးရွေးချယ်ဖို့ပြောခြင်းတယ်ဆိုတော့ဒီနှစ်ကောင်ရဲ့ကင်မရာဘိုင်းအနေနဲ့ကွာခြားမှုကိုရှင်ပြီးပြောရမယ်ဆိုရင်တော့ဘာမှတော့တိတ်မကွာဘူးဗျာအဓိကတော့ color ကွာတယ်နောက်တစ်ချက်ကကျတော့ dynamic range ကဒီ double 4 pro ကမစိုးသလောက်လေးပိုကောင်းတယ်ဒါပေမဲ့ဒီကောင်ကဘယ်မှာသွားပြီးတော့အားနေလဲဆိုရင်ကျွန်တော်တို့ 2H digital zone ဆွဲတဲ့အချိန်မှာ double 4ရိုးရိုးလောက်မကောင်းနေဘူးဗျာအခုပြထားတဲ့ပုံရဆိုရင်ဒါ 2H ဆွဲထားတာပေါ့နော်ဖုန်းနှလုံးလုံးမှာ double 4ရိုးရိုးမှာကလုံးဝမျက်နှာကိုကောင်းကောင်းမြင်ရပြီးတော့ double 4 pro မှာကခြားတော့ လုံးဝမှောင်ပြီးတော့မျက်နှာကြီးကဒီတေးတွေပါပျောက်သွားတယ်ဗျာဒါကတော့ TWS ရဲ့အားနဲ့ချက်လို့ပြောရမယ်ဒါကလည်းကင်မရာ software update လာရင်တော့ maybe အတူတူဖြစ်သွားရင်လည်းဖြစ်သွားမယ်ဗောနော်လောလောဆယ်မှာတော့ 2H digital zone ဆွဲမယ်ဆိုရင်ရိုရိုတဖို့4လေးကပိုကောင်းတယ် dynamic range ပေါ့နော်ပုံမှန်ဒီတိုင်းဟိုနေကင်းရှူကင်းပုံတွေရိုက်မယ် dynamic range ကတော့ကျွန်တော်တို့အဲ့လိုအချိန်မှာဆိုရင် turbo 4 pro ကပို့ပြီးတော့ကောင်းနေမယ်ပြီးွား detail ဆိုရင်လည်း turbo 4 pro ကနည်းနည်းလေးပေါ့နော်ဒါသပင်းလေးပါပို့ပြီးတော့မြင်ရတယ်အဲ့လောက်လေးပဲကွာတယ်အခုပြထားတဲ့ပုံမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ turbo 4 ရိုးရိုးနဲ့ပရိုမှာကျွန်တော်တို့ beauty effect တွေပေါ့နော်ပေပြီးတော့ရိုက်တယ်ဆိုရင်တောင်မှရိုးရိုးမှာဒါ beauty effect တွေဝင်နေတယ်ဆိုတော့ပုံပေါက်တယ်ဆိုတော့ဘာဖြစ်သွားလဲဆိုတော့ဒီ Turbo 4 Pro ကဒါသပင်းနေပုံမြင်ရတယ်လို့လို့မျက်နှာကအဲ detail တွေပုံမြင်ရတယ်လို့ဖြစ်သွားတော့ပိုကြီးရလို့ထင်ရတာပေါ့ဗျာကျွန်တော် video recording မှာဆိုရင်တော့နှလုံးလုံးကကျွန်တော် 4K 60ft ရတယ် OIS တွေလည်းပါတယ်ဒါပေမဲ့ကျွန်တော် selfie မှာ video ရိုက်မယ်ဆိုရင် Turbo 4 Pro မှာက 1080p 60ft ရတယ်ဒီဘက်ကကောင်မှာကျွန်တော် 1080p 30ft ရတယ်ဆိုတော့ selfie နဲ့ ော် TikTok များများရိုက်မယ်အဲ blog တွေလုပ်မယ်ဆိုရင်တော့ဒီဘက်က Turbo 4 Pro ဝယ်တာကအများကြီးပို့ပြီးတော့တန်လိုက်မယ်ဗျအခြားဒီကောင်တွေ internet ပိုင်း qual charger ဆိုရင်တော့ကျွန်တော်တို့ battery qual မယ် SoC qual မယ်ပြီးွားရင်ကျွန်တော်တို့ UFS story မှာ꽈မယ်။ဘာ꽈လဲဆိုတော့ Pro မှာက UFS 4.1ကိုမှာဒီကောင်ကကျ UFS 4.0နဲ့ပဲလာမယ်ပေါ့နော်။ပြောမယ်ဆိုတော့ဒီနှစ်ခုလုံးကလုံးဝ flagship level ပဲ။ဒါကဘာမှဒီဘက်ကကောင်ကလုံးဝ latest update ရမယ်ဗျာ။ဆိုတော့ UFS story ကလုံးဝအမြန်ဆုံး ိုအမြန်စားပေါ့နော်အမိုက်စားရမယ်ပြီးွားရင်ဒီကောင်းတစ်ခုလုံးရဲ့ RAM က LPDDR5X ဒါကတော့လုံးဝ latest နဲ့ greater အကောင်းဆုံး RAM တွေပါမယ်ပေါ့နော်ပြီးွားရင်နောက်တစ်ခုဘာကွာလဲဆိုရင်ကျွန်တော်တို့ဟို reverse wireless sorry reverse wire charging ပေါ့နော် ဒါဒီဘက်က Turbo 4 Pro ကကျွန်တော်တို့ပန်ကာတွေတခြားဖုန်းတွေကို power bank တစ်လုံးအနေနဲ့သုံးပြီးတော့အားပြန်သွင်းလို့ရတယ်။ဘယ်လောက်ထိထွက်လဲဆိုရင်ကျွန်တော်တို့22.5 watt ထွက်တယ်။ဒီဘက်က Turbo 4 Pro မှာတော့အဲ့လို function မပါလာဘူးပေါ့နော်။နောက်ကောင်တော့ wireless charging မပါဘူး။ဒါပေမဲ့ဒီကောင်မှာက reverse wire charging ရတယ်ဗျ။ဒီကောင်ကြီးက display နဲ့ပတ်သက်ပြီးဆောနာကျွန်တော်ပြောဖို့တခုကြံခဲ့တယ်ဗျ။အဲ့ဒါဘာလဲဆိုရင်တော့တို့က PWM dimming တွေမတူကြဘူး။ဒီဘက်က Turbo 4မှာကကျွန်တော်တို့ standard ပေါ့နော်1920 Hz ပါတယ်အဲ့ဒါကိုမှဒီဘက်က Turbo 4 Pro မှာကကျွန်တော်တို့ 3840 hd ပါတယ်ဗျာဆိုတော့ဘာကွာပါလဲဆိုရင်ကျွန်တော်ညဘက်အမောင်းထဲမှာအဲဒါဖုန်းကိုသုံးမယ်ဆိုရင်မျက်လုံးပို့ပြီးတော့တတ်တာကဒီဘက်က pro ကအများကြီးပို့ပြီးတော့တတ်တာလိမ့်မယ်ဒါကတော့လုံးဝ higher standard လို့ပြောလို့ရပါတော့3840ဆိုတာလုံးဝအမြင့်ဆုံးဖုန်းနေထဲမှာပါတယ်ဒီဘက်ကကတော့ဖုန်းထဲမှာပါတဲ့ standard ပဲဆိုတော့အဲ့ဒါမလို့ဒီ display မှာကျွန်တော်ပြောတယ်ဒီ double 4 pro ကကြည့်ရတာတော်တော်လေးကိုဟိုအနည်းရတာရှိတယ်ဗောဗျာပြောမှလို့ကျွန်တော် Xiaomi 15 Pro ထပ်တောင်ဒီကောင်းတဲ့ display ကပို့ပြီးတော့ကောင်းတယ်ဆိုတော့အားနဲ့ချက်ကဆုံးတာတစ်ခုပဲ ဒါ green light ထားတာတို့ display error ပါတာတို့ဖြစ်မှာတော့လူတိုင်းကြောက်တယ်ပေါ့နော်ကျွန်တော်လည်းကြောက်တယ်ဒါဖြစ်ရင်ပြန်ပြင်ရမှာလည်းမစားပါဘူး display ပြင်နောက်ထပ်ကျွန်တော်တိတိတတ်တာကွာတယ်လို့ခံစားတဲ့အချက်ကဒီဘက်က Turbo 4 Pro ရဲ့ haptic feedback နဲ့ sound quality ပဲပေါ့နော်ကျွန်တော်တို့ speaker နှာခေါင်းက dual speaker stereo ဆိုပေမဲ့ base than နေအတန်ပို့ပြီးတော့ deep ဖြစ်တဲ့အပိုင်းက Turbo 4 Pro ကအများကြီးပို့ပြီးတော့တားတယ်ပြီးွားရင် haptic feedback ကျွန်တော်တို့ type in တွေရိုက်တယ်ဒါဟိုဂိမ်းတွေပါရိုက်ဆော့တယ် အဲ့လိုပေါ့နော်ဟိုအဓိက vibration မော်တာပြန်လာတဲ့အချိန်မှာအသက်ဝင်နေတယ်လို့ပို့ပြီးတော့ခံစားလာတာဒီဘက်က Turbo 4 Pro ကအများကြီးပို့ပြီးတော့ကောင်းတယ်ဒါကလည်းဈေးပို့ပေးရတယ်နှစ်သိန်းပို့ပေးရတယ်ဆိုတဲ့မှာဒီဘိုင်းလေးကတော့အများကြီးပို့ပြီးတော့တန်တယ်ဗျာဆိုတော့အတန်ကတော့ကျွန်တော်ဖွင့်ပြလာတစ်ချက်နားထောင်ကြည့်လိုက်ပေါ့နော်ဘယ်တန်ညာတန်ကတော့အရင်กว่าတယ်အရင်กว่าတယ်လို့မခံစားဘူးဒါပေမဲ့ down firing speed ကတော့ပိုကျတာတေးကြတယ်ဗျအတန်အရင်กว่าပါကြီးတလား ဟိုပို့ပြီးတော့ဗျာအပေါ်သားဆန်တဲ့ merit လုံးကနေထွက်လာတဲ့အတန်မျိုးဖြစ်သွားပြီဒီမှာကျတော့အဲ့တော့အတန်ပိုင်းမှာတော့သိကြတယ်4 pro ရွေးကိုရွေးมาရမယ်ပေါ့เนาะဆိုတော့ဒီဖုန်းနှလုံးမှာဘာဝယ်ရမလဲဆိုပြီးတော့အချင်းချင်းပေါ့เนาะညီကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင် Turbo 4 pro ကိုဝယ်ရမယ်အကြောင်းရင်းကကျွန်တော်တို့ display အများကြီးပို့ပြီးတော့ကောင်းတယ်ပြီးွားရင် sound quality နဲ့ haptic ပို့ကောင်းတယ်ပြီးွားရင်ဖုန်းရဲ့ရုပ် design ပေါ့เนาะ ဟို ratio ကပို့ပြီးတော့လာတယ်အဓိကတော့ဒီပါသွားတဲ့ဘောင်တွေကြောင့်ဒါနှစ်သိန်းပေးရအများကြီးပို့ပြီးတော့တန်သွားတယ်လို့ခံစားရတယ်ဗျာအဓိက metal frame တွေလည်းဖြစ်သွားတယ်ဒါတို့ဝယ်သိန်းတဲ့အပိုင်းကျွန်တော် performance နဲ့ပတ်သက်ပြီးတော့ double 4 pro ဟိုအဆင်မြင့်တင်လာလို့မင်းရတော့ no bro performance တွေ battery တွေရတော့ကျွန်တော်ကဒီဘက်ကကောင်ပို့ကြိုက်တယ်ဘာလို့လဲဗျာဒီကောင် antutu benchmark မှာကျွန်တော်တို့ဟို2 million နဲ့2.6 million ဆိုတာတကယ်မြောက်ရင်ဘာမှအရန်ကြီးလဲကွာနေတော့တာမဟုတ်ဘူး ဲ့လိုမကွာတဲ့ performance ကိုမှပို့ပြီးတော့လည်းအေးမယ်လက်ထဲမှာဟိုအကြာကြီးခိန်းဆော့မယ်ဆိုရင်ပို့ပြီးတော့ပော့တယ်ဆိုတဲ့အပိုင်းမှာကကျွန်တော် double 4ကအများကြီးပို့ပြီးတော့တားတယ်ဒီလောက်ဒီလောက် performance ကကျွန်တော်တို့ gunshin back ဆော့မယ်ဆိုရင်လည်းရတယ် gunshin back ကတော့နှလုံးလုံးမှာကျွန်တော်တို့ဘလို့ပဲဆော့ဆော့ fan ကတော့တတ်မှာတေးကြတယ်ဆိုတော့နည်းနည်းလေးပို့ပြီးတော့ A တဲ့ double 4ပုံမှာဆော့တာကဒါလက်ညောင်းလက်ပို့ပြီးတော့တတ်တာတယ်ဗျာဟိုတော့ performance နဲ့ battery ရဆိုရင်တော့ double 4လေးကိုဝယ်လိုက်ရင်လည်းအများကြီးပို့ပြီးတော့တန်တယ်ဘာလို့ ဘက်ထရီပိုများများပါလေအများကြီးပိုခံရမှာမဟုတ်တော့တမလားအာသွင်းတဲ့ဝက်ဆိုရင်လည်းကျွန်တော်90ဝက်ချင်းအတူတူပဲဗျာဆိုတော့နှစ်သိန်းပေးမယ် upgrade လုပ်တဲ့လားဆိုရင်တော့လုပ်လို့ရတယ် display နဲ့ဒါ media consumption ဆိုရင် entertainment ဘက်မှာအဲ့ဘက်မှာသုံးမယ်ဆိုရင်တော့ upgrade လုပ်လို့ပဲပြောချင်ပါတယ်ကဲတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ရဲ့ mindset မြန်မာမှာအမေးအများဆုံးမေးခွန်းဖြစ်တဲ့မေးခွန်းကိုလည်းဒါအခုပြည်သက်ကြီးတွေကြည့်ပြီးတော့စဉ်းစားကြရတော့ရပါမယ်လို့ထင်ပါတယ်ကျွန်တော်တို့အောင်တတ်ပါအဆုံးထိကြည့်ပြီးတော့ဒါအလုံးကိုကျေးဇူးတင်ပါတယ်